အားလုံးပဲမင်္ဂလာပါနူဝါရုရဲ့ဗမာဆက်လက် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အဲ့တော့ဒီနေ့နူဝါရု channel လေးမှာတော့အရင်နူဝါရုခီးသွားတွေကားဗီဒီယိုတွေနဲ့ပတ်သက်တဲ့အဲဗီဒီယိုမျိုးမဟုတ်ဘူးပေါ့နော်အဲဒီနေ့မှာတော့နူဝါတခြားပုံစံလေးနဲ့ဗီဒီယိုလေးတစ်ခုကိုလုပ်ပေးมาဖြစ်ပါတယ်အဲ့တော့အားလုံးပဲအခုချိန်မှာတည်ကြတဲ့အတိုင်းပဲနူဝါရုအကုန်လုံးပေါ့နော်ဒီစိုးရင်ကြောင်ကြောင်မှုတွေပြီးသွားတဲ့ခါကျတော့အများကြီးမဆုံးရှုံးပျက်စီးတဲ့ငလင်တံကိုခံလိုက်ရတယ်ပေါ့နော်ဆိုတော့နူဝါဒီနေ့ဗီဒီယိုလေးမှာတော့ဒီစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ အဲ knowledge လေးတွေပြီးတော့အခုလိုမျိုးအခြေအနေမှာကြုံတွေ့နေရတဲ့အခါမှာကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုဘယ်လိုကင်တွယ်ရမလဲဆိုတာကိုဒီဗီဒီယိုလေးမှာပြောသားမှာဖြစ်ပါတယ်အဲ့တော့အဲနူကဒီပြီးတော့ဒီဗီဒီယိုလေးလုပ်တဲ့အခါမှာလည်းနူကနည်းနည်းလေး အာမျှဝေပေးခြင်းတဲ့အကြောင်းအရာလေးလည်းရှိတယ်အဲပြီးတော့နူရာနည်းနည်းလေးပြောပြခြင်းတဲ့အကြောင်းအရာလေးလည်းရှိတယ်ပေါ့နော်ဆိုတော့အဲနူရာကတော့အဲ positive side hacks ရဲ့ founder နဲ့အာ mental health counselor တယောက်ဖြစ်ပါတယ်အဲတော့အလုံးမဲ့တချို့လူတွေကြတော့လည်းသိကြတယ်ပေါ့နော်ဆိုတော့နူရာကမြန်မာပြည်မှာတော့အဲ counseling နဲ့ပတ်သက်ပြီးတော့အတွေ့အကြုံတွေအများကြီးရှိခဲ့တယ်အာ clinical hour ပေါင်းလဲတထောင်လောက်အဲအထက်ရှိခဲ့တယ်ပေါ့နော်ပြီးတော့နူရာနဲ့တွေ့ခဲ့တဲ့ client တွေတော်တော်များများလဲ client success rate က above 80%ပေါ့နော်80%ရဟန်းလုံးလောက်ကနူရာနဲ့စကားပြော ောပြီးသွားတဲ့အခါမှာတို့အဆင်ပြေသွားကြတာမျိုးလေးတွေတို့နီးလန်းလေးတွေတွေ့သွားကြတာမျိုးလေးတွေအဲဖြစ်ခဲ့ရပေါ့နော်ဆိုတော့ဟိုကအတွေ့အကြုံရှိခဲ့တဲ့ case တွေကတော့ဟိုကဒီ depression ဟို anxiety တို့ပြီးသွားတဲ့ဟာကြတော့ဒီ loss and grief ပေါ့နော်ပြီးသွားတော့အထူးသဖြင့်တော့ဟိုကတော့ဒီ trauma ပေါ့စိတ်ဒဏ်ရာနဲ့ပတ်သက်ပြီးတော့ healing လုပ်တယ်ပြီးတော့အလုံးနဲ့ပတ်သက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှင်ကိုယ့်ရဲ့ career လမ်းကြောင်းနဲ့ပတ်သက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှင်လည်းတခြားတော့ပေါ့နော် addition တွေဒီဆွဲလန်းခြင်းပြဿနာတွေအကုန်လုံးပေါ့နော်ဒီအဲ့လိုမျိုး case တွေကမှအများကြီးပဲ တွေ့ကြုံရှိခဲ့မှုပါတယ်အဲအဲ့တော့အခုအရာဗမာပြည်မှာပေါ့အခုလက်ရှိမှာတော့နူပါက ဒီ US မှာပေါ့เนาะ non profit တခုမှာလက်ရှိအလုပ်လုပ်နေပြီးတော့မှာဒီ mental wellness program တခုမှာအဲဒီစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အကူအညီတွေအထောက်ပံ့နေတော့လုပ်နေရေပေါ့เนาะဆိုတော့ဒီမှာတော့ counseling လုပ်တာတော့အဲအားလုံးလေးသိကြတဲ့အတိုင်းပဲအဲဆရာဝန်တွေလိုမျိုးပဲနေပါဦး license နေလိုတယ်အဲ့တော့အခု law ဆင်မှာတော့ပုံမှန်လင်းလင်းပြောရမယ်ဆိုရင်ဒီက US မှာ mental health နဲ့ပတ်သက်တဲ့ license တော့မဖြစ်မဖြစ်သေးဘူးပေါ့เนาะဒါပေမဲ့ license ရဖို့အတွက်ကိုဒီက approach လုပ်နေတယ် license ရဖို့အတွက်ကိုဒီကအခုလက်ရှိမှာလည်းအဲတန်တန်းလေးတွေ က်တယ်ကျောင်းနေတက်တယ်ပေါ့နော်ဆိုတော့လက်ရှိမှာတော့ nu ကအဲဒီ approach လုပ်နေတယ်ပေါ့နော်ပြီးတော့အဲဒီ page လေးမှာလည်း nu က nu ရဲ့အခုဒီ positive side hack ဆိုတဲ့ page လေးမှာလည်းအဲ nu ကအဲ client တော်တော်များများကိုလက်ရှိလက်ခံပေးနေတယ်အဲ့တော့ client တွေကတော့ nu ကအများကြီးပဲရှိရပေါ့နော်မြန်မာပြည်က client တွေရောပြီးတော့နိုင်ငံတကာ Dubai တို့ Thai တို့ Singapore တို့အဲအများကြီးပဲပေါ့နော် client နိုင်ငံတကာ client တွေလည်း nu ကမှာလက်ရှိရှိနေတယ် ဲ့တော့အခုလက်ရှိ US မှာတော့နှူကအားလုံးပဲခုနပြောခဲ့သလိုပဲပေါ့နော် license မရှိသေးတာဖြစ်တဲ့အတွက်နှူက client ကိုတော့အဲဒီမှာမကြည့်ဖြစ်သေးဘူးအဲဒါပေမဲ့လည်းနှူကအခုလက်ရှိနှူကလုပ်နေတဲ့ဒီ US က non profit မှာအဲလိုအပ်တဲ့အကူအညီတွေပြီးသွားတဲ့ mental health နဲ့ပတ်သက်တဲ့ဒီ workshop တွေ webinar တွေတာမဟုတ်လို့ရှင်တဲ့ support group တွေပေါ့နော်ဒါရောနှူကဗမာလိုလဲဗမာဒီမှာရှိတဲ့ဗမာတွေအတွက်ကိုလည်းနှူကတော့ဒီ organization တွေ non profit organization အချင်းချင်းချိတ်ဆက်ပြီးတော့အဲလိုပေးရမျိုးလည်းရှိသလိုဒီက community တွေအတွက်လည်းနှူကတော့ဒီ mental က် awareness နဲ့ပတ်သက်တဲ့အဲ program တွေ knowledge တွေကိုလည်းနိုရာကအခုလက်ရှိမှာလည်း sharing လုပ်ပေးနေရပေါ့နော်အဲအဲ့တော့အဲ့ဒီအပြင်မှာပဲနိုရာရဲ့ဒီအလုပ်မှာလုပ်နေရတဲ့နိုရာ role မှာဘာဘာပါလဲဆိုလို့ရှင်နိုရာ mental awareness article တွေကို အဲဟိုကရေးတယ်ရေးပြီးတော့ဟိုက website မှာပြန်ပြီးတော့ sharing ပြန်လုပ်ပေးတယ်ပေါ့เนาะဆိုတော့အဲ့ဒီရဲ့ article လေးတွေကလည်းညီမတို့ကအဲဘာသာစကားမျိုးစုံနဲ့ရှိတယ်ပေါ့เนาะဆိုတော့ညီမတို့အဲအဲ့ဟာအင်္ဂလိပ်လိုလည်းရှိတယ်မြန်မာလိုဘာသာပြန်တယ်တော့မနူကကိုယ်ကလည်းမြန်မာလိုဘာသာပြန်ပြီးတော့တင်ပေးထားတာမျိုးလေးတွေလည်းရှိတယ်ပေါ့เนาะအဲ့တော့ဟိုနောက်တစ်ခုကတော့ညီမဒီအခု US မှာဆိုလို့ရှိရင်လက်ရှိညီမလုတ်ခဲ့တဲ့အတွေ့အကြုံလေးတွေကိုပြန်ပြီးတော့ပြောပြရမယ်ဆိုလို့ရှိရင်ညီမဒီ New York မှာလည်းဒီလိုမျိုးအဲ refugee ကဒီ summer camp မှာ ေါ့နော်သူကအဲဒီလူငယ်တွေနဲ့ပတ်သက်ပြီးတော့အဲဆယ်ကျော်သက်တွေနဲ့ပတ်သက်ပြီးတော့ mental wellness အဝါခ်ရှော့ကိုတပတ်တိတိသွားပြီးတော့သူကလုပ်ပေးခဲ့ဘူးတာမျိုးလေးတွေလည်းရှိရပေါ့နော်ဆိုတော့သူကအခုလက်ရှိ US မှာတက်ဖြစ်နေတဲ့အားလေးတွေကအဲပြောရမယ်ဆိုလို့ရှိရင်အဲ certify ပေါ့နော်ဒီ mental health facilitator ပေါ့နော်ဆိုတော့ तू ကကောင်ဆယ်လာတော့မဟုတ်ဘူးအဲဒီလိုမျိုးရုပ်တရက်အခြေအနေမျိုးတွေဖြစ်လာတဲ့အခါမျိုးမှာအဲဘယ်လိုမျိုးစိတ်ပိုင်းဆိုင်ရာရုပ်တရက် first aid အနေနဲ့ပေါ့ရှေးဦးသူနာပြုစုလိုမျိုးပဲဘယ်လိုမျိုးရှေးဦးအဲစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးဘယ်လိုမျိုးရှေးဦး intervention ဝင်ရမလဲဆိုတော့ course တစ်ခုဖြစ်တဲ့နေကဒီ certified mental health first aid ပေါ့နော်ဒီသင်တန်းလေးကိုလည်းနေကလက်ရှိပြီးပြီးတော့အခုလက်ရှိမှာလည်းနေကအဲဒီ California ပြည်နယ်ကပေးထားတဲ့အဲ certificate ကိုရထားတယ်တကယ်တရားဝင် certified အနေနဲ့နေကလောက်ကန်ခွင့်ရှိရပေါ့နော်ဆိုတော့ तू ကတော့အဲဟို license နေလိုမျိုးပဲတက်တန်းအနေနဲ့က तू နှစ်နှစ် အဲနှစ်နှစ်သက်တမ်းပေါ့နော် effective ရှိရဲအဲ့တော့ဒီကဒီနှစ်နှစ်အတွင်းမှာ mental health facilitator အနေနဲ့လည်းအလုပ်လုပ်လို့ရတယ်ဆိုတော့အဲ့ဒီအရာလေးကိုပတ်သက်ပြီးတော့အဲ့ဒီသင်တန်းမှာကသင်ခဲ့ရတဲ့ဟာလေးတွေကိုလည်းမြန်မာပြည်အရင်ရေးတည်ကြီးခဲ့တော့ငါတို့ရဲ့ဒီ positive side hacks facebook page လေးကနေပြီးတော့အဲ့ဒီကဒီလိုအကုန်လုံးအတွက်ကို training လေးကို၃ရက်ကြာပြန်ပေးခဲ့ပေါ့နော်ဆိုအဲ့မှာလာတက်ကြတဲ့သူတွေကအယောက်200 300အများကြီးပဲရှိတယ် သူတို့ကတော့ဒီနိုကကိုရိုင်းဒီလေးလာခဲ့ရတဲ့ဒီမန်ဒယ်ဟက်ဒီ first aid သင်တန်းမှာသင်ခဲ့ရတဲ့အရာလေးတွေကိုသူတို့ပြန်ပြီးတော့နိုကသင်တန်းအနေနဲ့ပြန်ပေးရပေါ့နော်။ဆိုတော့အဲ့ဒီသင်တန်းလေးက2နာရီကြာနိုကဖွင့်ခဲ့ပူတယ်။အဲ့တော့နာတတ်တဲ့သူတွေကလည်းအဲတကယ်လက်ရှိတကယ်မြေပြင်မှာတကယ်ရေကြီးနေတဲ့နေရာတွေမှာတကယ် shutter တွေကိုတွားပြီးတော့အဲသူတို့ကအကူအညီလေးတွေပေးခဲ့ပူတယ်ပေါ့နော်။ဆိုတော့အဲ့ပုံလေးတွေကိုလည်းနိုကပြန်လာပြီးတော့မျှဝေပေးကြတယ်ပေါ့နော်။ဆိုတော့တကယ် တကယ်ကိုမြန်မာပြည်အတွက်လိုအပ်တဲ့နေရာလေးကိုဟိုကဒီနေရာလေးကနေပြီးတော့ကိုတက်နိုင်တဲ့ဘက်ကနေပြီးတော့ဒီစိတ်ပိုင်းဆိုင်ရာအကူအညီထောက်ပံ့ပေးလိုက်ရတာကိုလည်းဟိုကအခုချိန်ထိကိုအဲကိုကိုပေါ့နော်ဟိုဂုံယူမိတယ်ပြီးသွားတဲ့ခါကျတော့ပို့ပြီးတော့ပျော်မိတယ်ပေါ့နော်မြန်မာပြည်အတွက်ကိုအကူအညီပေးပေးနိုင်ခဲ့တယ်ဆိုပြီးတော့ပေါ့နော်ဆိုတော့ အဲဒီပြောရမယ်ဆိုလို့ကျွန်တော်ဒါကနူရရဲ့အကြောင်းပေါ့နော်ဆိုတော့နူကဒီဘာမဆက်လက် channel လေးမှာဒီနေ့အကျိုးအကြောင်းတိုက်ဆိုင်လို့အဲဒီဗီဒီယိုလေးကိုလုတ်ဖြစ်ပေးမယ်နူကတော့ဒီဘာမဆက်လက် channel ရဲ့ရည်ရွယ်ချက်လေးကဒီ page ရဲ့သွားတဲ့ category လေးကတော့နူကတော့ခရီးသွားတယ်နူကတို့ရဲ့ဒီအဲပေါ့နော်နေရာဒေသတွေမှာရှိရဲ့ အတွေ့အကြုံတွေဗဟုသုတတွေကားနဲ့ပတ်သက်တဲ့အတွေ့အကြုံလေးတွေမျှဝေပေးနေတဲ့ channel လေးဖြစ်တဲ့အတွက်ကတော့ဒီ channel မှာတော့အဲစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ဗဟုသုတတွေအဲပြီးတော့အဲ tips လေးတွေဒါလေးတွေပြီးတော့ counseling အကြောင်းတွေတော့ကတော့ဒီ channel လေးမှာအရင်ကတော့ပြောပြမှာတော့မဟုတ်ဘူးပေါ့နော်ဆိုတော့ကတော့ဘယ်လိုလုပ်ထားလဲဆိုတော့ကတော့ Facebook လက်ရှိမှာလည်းဒီ positive side hack ဆိုတဲ့ Facebook page လေးရှိတယ်အဲဒီ Facebook page ကလည်းကတော့2000အဲ19ဒီကိုဗစ်လောက်မှာစပြီးတော့နှူကဖွင့်ခဲ့တာဆိုတော့တော်တော်လေးတော့ကြာခဲ့ပြီပေါ့နော်ဆိုတော့နှူကအဲ့မှာ လည်းစာရေးရေးတယ်။နူက article လေးတွေမျှဝေပေးတာမျိုးလေးရှိတယ်။နူကစောင်းမလေးတွေလည်းရေးတာမျိုးလေးရှိတယ်။ quiz လေးတွေလည်းလုပ်တယ်။ workshop လေးတွေလည်းလုပ်ပေးဘူးတယ်ပေါ့နော်။ဒီ trauma healing ဘယ်လိုလုပ်မလဲ။ပြီးတော့ trauma ရဲ့ break ပေါ့နော်။ဒီရဲ့ chain ကိုဘယ်လိုမျိုးအဖြတ်တောက်မလဲဆိုရဲ workshop လေးတွေလည်းနူကလုပ်ခဲ့ဘူးတယ်။ပြီးရင် depression is not a joke ဆိုရဲနူက workshop လေးကိုလည်းလုပ်ပေးခဲ့ဘူး ောเนาะအဲ့မှာလည်းလာ join ကြတဲ့သူတွေအများကြီးရှိတယ်။ဆိုတော့ nuwa ပြောချင်တာက nuwa positive sign has facebook page လေးလည်းရှိတယ်။အဲ့တော့ follower ပြီးတော့သူ့ရဲ့ဒီ nuwa ရဲ့စာဖတ်ပရိသတ်ပေါ့ nuwa video ရတခါမလုပ်ဘူးဘူး။အဲ့တော့စာလေးရေးပြီးတော့စာဖတ်ပရိသတ်လေးရတော့အဲ့သူဟာနဲ့သူရှိရပေါ့เนาะ nuwa ဒီ follower လည်းအထိုက်အသင့်အလျောက်ရှိတဲ့အတွက် nuwa ဒီ page လေးကိုပြင်ပြီးတော့အဲဆောင်းမတွေပဲရေးတာမျိုးမဟုတ်ဘူး။ nuwa page မှာတချို့ကြတော့လာပြီးတော့ပြောကြရပေါ့เนาะ ဟိုစာကြီးကိုဖတ်ရတာထက်စာလို့ရှင်ဗီဒီယိုလေးတွေအကြည့်ရတာကသူတို့တက်ပို့ပြီးတော့ effective ဖြစ်တဲ့ YouTube channel လေးတွေလုပ်ပေးပါဗီဒီယိုလေးတွေများများလုပ်ပေးပါလို့တောင်းဆိုကြတာဖြစ်တဲ့အတွက်နူရာကအဲနူရာဒီ Facebook page လေးမှာရောပြီးတော့နူရာဒီ positive sign hack ဆိုတဲ့ဒီ YouTube channel လေးကိုလည်းထောင်ဖို့အတွက်ကိုနူရာစဉ်းစားပြစ်လိုက်တယ်ပေါ့နော်ဆိုတော့ခုနကပြောရမှာကိုပြင်ဆင်ရမယ်ဆိုရင်ဘာမှဆက်လက် channel မှာတော့နူရာဒီခီးသွားတာတို့တခြားအတွေ့အကြုံလေးမျှဝေပေးပြီးတော့ဒီ positive sign hack Facebook page နဲ့ YouTube မှာတော့နူရာက um, ပေါ့နော်ဒီစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ဗီဒီယိုလေးတွေကိုနှုတ်ကတင်ပေးမယ်ကောင်ဆယ်လင်းနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေအဲဒါမျိုးလေးတွေလည်းတင်ပေးမယ်ပေါ့နော်ဆိုတော့အခုလက်ရှိနှုတ်ကတော့ positive science ရဲ့ YouTube ကိုတော့မဆရသေးပါဘူးအဲ့တော့အခုမှဆမှာဖြစ်တဲ့အတွက်အဲဗီဒီယိုတော့မရှိသေးဘူးပေါ့နော်ဒါပေမဲ့နှုတ်ကတော့အခုတက်ရှိဒီဗီဒီယိုလေးကိုကြည့်နေကြတဲ့နှုတ်ကတို့ရဲ့ follower တွေ subscriber တွေအနေနဲ့ဒီစိတ်ပိုင်းဆိုင်ရာဗဟုသုတတွေပြီးတော့ US မှာအဲနာမည်ကြီးနေတဲ့ခက်စားနေတဲ့ approach တွေပြီးတော့သူ့ရဲ့ mental health နဲ့ပတ်သက်တဲ့ tips တွေပြီးတော့ counseling ဆိုတာပါလေပေါ့နော်အဲ့တော့တချို့ကကြတော့ လာမေးကြလူလူကအများကြီးရှိတယ်။အဲနှစ်သိမ်ဆွေးနွေးခြင်းကောင်ဆယ်လင်းနဲ့ပတ်သက်ပြီးတော့အတန်တန်လေးတွေတက်ချင်တယ်အဲဒါဘာလေးတွေလုံးဝမလဲဆိုတဲ့ဟာမျိုးလေးတွေပေါ့နော်ဒါမျိုးလေးတွေမေးကြတယ်အဲ့တော့အဲ့တန်တန်လေးတွေနဲ့ပတ်သက်တဲ့ဟာမျိုးလေးကိုလည်းနူရာကအဲ့မှာဗီဒီယိုလေးတွေလုပ်ပြီးတော့ဟိုပေါ်တော့မျှဝေပေးမယ်ပေါ့အဲပြီးတော့တော့ခါကြတော့နူကအခုလက်ရှိဒီမှာလဲနူကဒီကောင်ဆယ်လင်းနဲ့ပတ်သက်တဲ့ဟာလေးတွေနူကလေးလာနေတော့လေးလာနေစေဖြစ်တဲ့အတွက်နူကလေးလာဖြစ်တဲ့အကြောင်းအရာလေးတွေကိုလည်းနူကပြောသွားပေးမယ်ပေါ့နော်နောက်ပိုင်းမှာတော့နူကရည်ရွယ်ထားတာကတော့ အဲဒီစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့သင်တန်းတွေပေါ့နော်ဒီအဲဒီနိုင်ငံကနေပြီးတော့မှနူကသင်ခဲ့ရတဲ့ဟာလေးအကုန်လုံးကိုလည်းနူကဒီသင်တန်းလေးတွေလည်းဖွင့်ဖို့အထီကိုနူကဒီ positive sign hacks page လေးကိုရည်ရွယ်ထားပါတယ်အဲ့တော့အဲ့ဒါလေးကိုလည်းပြောပြချင်တယ် เนาะအဲ့တော့ नू อ่ะအခုလက်ရှိမှာတော့ဒီ counseling နဲ့ပတ်သက်ပြီးတော့ဒီ positive science page ကနေပြီးတော့ counseling တွေကိုပေးနေတယ်အဲဒါပေမဲ့ नू อ่ะ US က client တွေကို नू อ่ะလက်ခံသေးဘူးပေါ့เนาะဘာလို့ဒီမှာလဲ license မရှိဘူးတခုခုဖြစ်ခဲ့တယ်ဆိုလို့ရှင်လည်းနည်းနည်းလေး sensitive ဖြစ်တဲ့အတွက် नू อ่ะကအဲဒီ US က client တွေကို नू อ่ะမကြည့်ဘူးဒါဗမာပြည်မှာလဲ नू อ่ะအတွေ့အကြုံရှိခဲ့တယ်ပြီးတော့ဗမာပြည်မှာဆိုလို့ရှင်လည်း नू อ่ะ mainly fan တို့အဲပေါ့เนาะဒီလိုမျိုးမှာ नू อ่ะ အဲဒီ chalk show လေးတွေလည်းလုပ်ဖြစ်တယ်ပေါ့အဲ့တော့မြန်မာပြည်မှာတော့ငွေအတွေ့အကြုံတွေလည်းအများကြီးရှိရဲ client တွေလည်းအများကြီးဆက်ဆံပူတယ်ခုနကငွေပြောခဲ့တဲ့ငွေမှာ case တွေလည်းအများကြီးရှိရဖြစ်တဲ့အတွက်မြန်မာပြည်ရဲ့ပြီးတော့နိုင်ငံတကာမှာရှိတဲ့မြန်မာတွေအတွက်ကိုလည်းငွေကဒီအဲ counseling အခုလက်ရှိထိတယ်ပေါ့နော် provide လုပ်ပေးနေပါတယ် အဲ့တော့နှွားရဲ့အဲပြောရမယ်ဆိုလို့ရှင်ဒီ positive science facebook page နဲ့ youtube လေးကိုလည်းနှွားတို့ဒီနေရာလေးမှာ subscribe လုပ်ထားပြလို့ရတယ်ပေါ့နော်ဆိုတော့ video တစ်ခုမှတော့မရှိသေးဘူးဒါပေမဲ့နှွားတရက်နှစ်ရက်အတွင်းမှာအခုလက်ရှိပေါ့နော်အကုန်လုံးနှွားတို့အဲ time မှာရှိရမြန်မာတွေရောပြီးတော့ဒီအခုလက်ရှိမြန်မာပြည်မှာဆိုလို့ရှင်နှွားတို့ဆုံးရှုံးမှုတွေအများကြီးပဲကြုံတွေ့နေရတဲ့အခြေအနေမျိုးမှာနှွားအနေနဲ့ကဒီစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အကူအညီထောက်ပံ့တွေကရယူဖို့လိုအပ်တယ်လို့နှွားအနေနဲ့အမြင်နေဒါကြောင့်မလို့နှွားကအဲ့ဒီ video လေးတွေပေါ့နော်ဆုံးရှုံး မှုနဲ့ပတ်သက်တဲ့အရာလေးတွေပြီးတော့ anxiety ပေါ့ပြီးတော့ငိုအခုလိုမျိုးငလင်းဖြစ်သွားပြီးတဲ့အခါမှာ after shock symptom လေးတွေပေါ့နော်တခုဆိုရင်လန့်နေတာမျိုးတွေကြောက်နေတာမျိုးတွေညာဘက်အိတ်မပြောတာမျိုးတွေတခုဆိုရင်စိုးရင်တက်တာမျိုးတွေအတွေးလွန်တာမျိုးတွေအများကြီးပဲဒါနောက်ဆက်တွဲ after shock အနေနဲ့ကြုံတွေ့ရတာမျိုးလေးတွေရှိနိုင်တယ်အဲ့တော့ငိုကအဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ဗီဒီယိုလေးကိုလည်းငိုကတရက်နေ့အတွင်းမှာဇက်တိုက်ပေါ့နော်ငိုရဲ့ positive side has youtube channel လေးမှာတင်ပေးမှာဖြစ်ပါတယ်ဆိုတာလေးကိုလည်းငိုကဒီနေ့လေးမှာပြောချင်တယ်ပေါ့နော်အဲ့တော့အဲအခုလက်ရှိမှာလည်းငို ာဒီနေ့မနက်မှာပဲပေါ့နော်နှူကကြီးညာခဲ့တာလေးရှိတယ်နှူကဒီအဲစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ psychosocial support training ကိုလည်းဒီငလင်ဒန်ကိုသင်တဲ့ဒေတာတွေမှရှိတဲ့သူတွေဒါမှမဟုတ်လို့ရှင်မြန်မာပြည် time ပေါ့နော်အကုန်လုံးဘာလို့အခုလက်ရှိမှာလည်း time မှာနှူကမြန်မာပြည်အရင်များပြတ်တဲ့ဒီမြန်မာ community အတွက်ကိုနှူကသင်တန်းလေးတစ်ခုကိုလုပ်ပေးဖြစ်တယ်နှူကအချိန်၃ချိန်နဲ့လုပ်ပေးဖို့အတွက်ကိုနှူကအဒီနေ့မှနှူက post တစ်ခုတင်ထားတယ်ပေါ့နော်နှူက post ရဲ့ Facebook page လေးမှာလည်းနှူကတင်ပေးထားတယ်အဲ့တော့ ဒီမှာလည်းတကယ်လို့စိတ်ဝင်စားရဲဆိုရင်လာ join လို့ရတယ်ပေါ့เนาะအဲ့တော့နောက်တစ်ခုဒီနေရာလေးမှာကျွန်တော်ပြောချင်တာကအဲဟုတ်တယ်ကျွန်တော်တို့ဒီလိုမျိုးငလင်တန်ဂျုံတွေ့ရဲ့တဘာ BN တွေဂျုံတွေ့ရတဲ့အခါမျိုးမှာစိတ်ပိုင်းဆိုင်ရာကလည်းလိုအပ်တယ်မှန်တယ်ဒါပေမဲ့ကျွန်တော်ကအရင်ဆုံးလေးပြောချင်တာကအခုလက်ရှိမှာကျွန်တော်ဖြစ်ဖြစ်ပြီးချင်းဖြစ်တဲ့အတွက်ကျွန်တော်တို့လူတွေအားလုံးအတွက်အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ဥမာနေစရာတို့စားစရာတို့လုံခြုံတဲ့နေရာလေးတစ်ခုကိုကျွန်တော်အရင်ဦးဆုံးအဲရှာဖွေဖို့လိုတယ်အရင်ဦးဆုံးအဲ့နေရာကိုရအောင်စူးစမ်းဖို့လို เนาะဆိုအဲ့ဒါလေးပြီးသွားပြီဆိုတော့ nlm ကပြောသလိုရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေပေါ့เนาะပြည့်စုံသွားပြီဆိုလို့ရှိရင် nlm ရဲ့ဒီစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ အရာကိုလည်းငွေအောင်နှိမ့်ရှုထားလို့မရဘူး။ဘာလို့လဲဆိုတော့ငွေအောင်တို့ဒီစိတ်ပိုင်းဆိုင်ရာဆိုတဲ့အရာကလည်းအရေးကြီးရေပေါ့နော်။ဘာလို့လူတစ်ယောက်ကျမ်းမာခြင်းကရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာရောပြီးဝနေမှဒါလူတစ်ယောက်ကကျမ်းမာတယ်လို့ပြောလို့ရတယ်ပေါ့နော်။ဆိုတော့အဲငွေအောင်ပြောချင်တာကအဲ့ဒါလေးပြီးသွားပြီဆိုလို့ရှိရင်ငွေအောင်ဒီတန်တန်းလေးမှာစိတ်ဝင်စားရဲဆိုလို့ရှိရင်ဒါ join ပြီးတော့ကိုယ့်ရဲ့နီးစပ်ရာကိုယ့်ရဲ့မိသားစုဒီဟာကငွေအောင်ပြောချင်တာကအဲကိုကိုယ်တိုင် first aider ကြီးသွားလို့မှမဟုတ်ဘူး။ကိုကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့သူအနေနဲ့လေဒီတန်တန်းလေးကနေ benefit ရနိုင်တယ်။အဲကိုကို ယ်တိုင်ကိုယ့်ရဲ့မိသားစုဝင်တွေကြုံတွေ့ခဲ့ရတယ်ဆိုတဲ့သူတွေကိုလည်းကိုယ်ကပြန်လဲပြီးတော့မျှဝေပေးလို့ရတယ်။အဲ့တော့ပြောချင်တာက first aid ကြီးဖြစ်ဖို့မလိုဘူး။တို့ကတော့လူတစ်ယောက်ကိုဘယ်လိုမျိုးဒီလိုမျိုးသဘောဘေးအန္တရာယ်ကြုံတွေ့ရတဲ့အခါမှာလူတစ်ယောက်ကိုဘယ်လိုနှစ်သိမ့်ပေးမလဲ။ ဘယ်လိုမျိုးသူ့ရဲ့ခံစားချက်တွေကိုနားထောင်ပေးမလဲကိုယ့်ရဲ့ခံစားချက်တွေသူ့ရဲ့ခံစားချက်တွေကိုဘယ်လိုမျိုးအဲ healing လုပ်ပေးမလဲဆိုတဲ့အရာလေးကိုကိုယ်လုပ်ပေးလို့ရတယ်ပေါ့နော်ဆိုတော့ပြောချင်တာကဒီ first aider ဖြစ်မှနူကတဏ္ဍာန်တက်လို့ရတာမျိုးမဟုတ်ဘူးကိုကိုယ်ရန်ဂျုံတွေးခဲ့ရတော့၎င်းကုမိသားစုဝင်တွေချစ်ခင်ရတဲ့သူတွေငွေချင်းတွေဒါတွေကိုမျှဝေပေးခြင်းနဲ့ဆိုလို့ရှိရင်ဒီတဏ္ဍာန်လေးကို join mode တန်ကို recommendation ပေးတယ်ပေါ့နော်လုပ်လို့ရပါတယ် အဲ့တော့အဲခုနကနူကပြောခဲ့တယ်လို့ပဲဒီသင်တန်းလေးတွေကိုစိတ်ဝင်စားရဆိုရင်နူက page ကိုလည်းအချိန်မီအမေးလို့ရရတယ်ပြီးတော့နူကဒီနောက်ပိုင်းမှာလည်းပေါ့နော် support group ပေါ့လို့ဒီလိုမျိုးအခုဆုံးရှုံးမှုတွေနဲ့ဂျုံတွေ့ရတဲ့ခါမှာ loss and grief နဲ့ပတ်သက်ပြီးတော့နူက support group ပေါ့နော်အဲအဲ့ဒါလေးကိုလည်းနူကလုပ်ပေးဖို့အစီအစဉ်တွေအများကြီးရှိတယ်အဲ first aid မဟုတ်ဘူးဒီ training မဟုတ်ဘူးဒီလိုမျိုးလူတွေဂျုံတွေ့ခဲ့ရတဲ့ခံစားချက်တွေကိုနူကလည်းတတူနားထောင်ပြီးတော့ဘယ်လိုမျိုးကုကို healing လုပ်ရမလဲဆိုတော့အဲ workshop လေးတွေ webinar လေးကိုလည်းနှူကတောက်ချောက်တောက်ချောက်ပေါ့နော်လှုပ်ပေးသွားမှဖြစ်တဲ့အတွက်နှူကအဲဒါအားလုံးလေဒီနေရာလေးမှာပြောချင်တယ် เนาะဆိုတော့အဲအခုကတော့ nuwa ဒီဗီဒီယိုလေးမှာအားလုံးပဲပြောခဲ့ကြတဲ့အတိုင်းပဲဗီဒီယိုလေးအရင်ရှည်သွားမှာဆိုလို့ nuwa အသေးစိတ်လေးကိုတော့ဘယ်လိုမျိုးကိုယ့်ရဲ့ခံစားချက်တို့ဂိုင်တွေ့ရမယ်အသေးစိတ်ကိုတော့ nuwa ရဲ့ YouTube channel လေးမှာဗီဒီယိုလေးတွေနဲ့တင်ပေးမယ် training မှာလည်း nuwa အသေးစိတ်ပြောပြပေးမယ်ပေါ့เนาะဒါပေမဲ့ဒီနေ့ဒီဗီဒီယိုလေးမှာတော့ nuwa အခုလောလောလတ်လတ်မှာဖြစ်သွားတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့စိတ်ခံစားချက်တွေအဲဒါတွေကိုပေါ့เนาะဘယ်လိုဂိုင်တွေ့ရမလဲဆိုတာလေးကိုအရင်ဆုံးပြောချင်တယ်အဲ့တော့မှတ်ပါတယ် အခုချိန်နေမှာတော့ဟိုဟာတို့အဲအကုန်လုံးကအဲကြောက်နေနေကြမယ်ဟိုပူထူနေတယ်ပေါ့နော်ပြောချင်တာတော့ပူထူနေတဲ့ခံစားချက်တွေဘာလို့လို့ဘာကံရမှန်းမသိဘူးဘာလို့လဲဆိုတော့ဟိုဖြစ်ပြတ်သွားတဲ့အဖြစ်ပြက်ကအရင်မြန်လုံးနေမြန်တဲ့အခါမျိုးမှာအဲကိုဘလို handle လုပ်ရမလဲဆိုတာမသိလိုက်ခင်မှာပဲဖြစ်သွားနိုင်တယ်ပေါ့နော်ဆိုတော့အခုချိန်မှာကိုကြောက်တဲ့စိတ်တွေရှိနေမယ်စိုးရိမ်စိတ်တွေရှိနေမယ်ကိုဝမ်းနေနေမယ်ကိုရဲ့မိသားစုဝင်တွေကိုချစ်ခင်တဲ့တရားရတဲ့သူတွေကိုဒီငလင်း ဘေးမှာဆုံးရှုံးသွားရတယ်အသက်ဆုံးရှုံးသွားရတယ်ကိုမိသားစုဝင်တွေလည်းရှိနိုင်တယ်အဲ့တော့အဲ့ဒီအချိန်မှာဖြစ်တဲ့ခံစားချက်တွေကိုနူမာတို့ကအချိန်လေးပေးပြီးတော့ဟိုခံစားမယ်ပေါ့တော့ဟိုငါအဆင်ပြေတယ်နူမာတို့အရင်ကြီးကိုယ့်ကိုစိတ်အရင်အားတင်းဖို့မလိုဘူးပေါ့နော်ဆိုတော့ကိုယ့်ရဲ့ကြောက်စိတ်တွေဖြစ်လာတယ်စိုးရိမ်စိတ်တွေဖြစ်လာတယ်ညာဘက်အိတ်မပြိုဘူးဆိုတာလေးကိုနူမာတို့ကအဲဒီခံစားချက်လေးကိုကောင်းကောင်းလေးလက်ခံပေးမယ်အဲပြီးတော့ကောင်းကောင်းလေးခံစားခွင့်ပေးမယ်အဲ့ဒါနူမာတို့ခံစားချက်ကို process လုပ်တယ်လို့နူမာတို့ခေါ်လို့ရတယ်ပေါ့နော်ကောင်းဆယ်လေးမှာဆိုနူမာတို့ process လုပ်တယ်လို့ ခေါ်ပါတယ်အဲ့တော့အဲ့လိုအားလေးကိုနူက process လုပ်ဖို့လိုတယ်ဒါပထမဆုံးတစ်ချက်ပေါ့နော် အဲ့တော့နူကနောက်တစ်ခုပြောလို့တာကဟုတ်တယ်ခုနကနူကပြောခဲ့သလိုပဲညာဘက်အိတ်မပြောတာတို့အဲအစားတော့မစားနိုင်တာတခုဆိုလို့ရှိရင်အတန်လေးတခုကိုကြားယုံနေကြောက်လန့်နေတာတို့ဒါမျိုးခံစားချက်တွေကအခုချိန်မှာဖြစ်နေတာကဟိုဖြစ်တတ်ပေမဲ့ဖြစ်လိဖြစ်တာရှိတတ်ပေမဲ့အချိန်တခုရောက်တဲ့အထိကိုကပေါ့နော်ဒီရုပ်ပိုင်းဆိုင်ရာမှာလည်းခုနကပြောသလိုပဲအိတ်မပြောတာတို့ဒါတို့ဖြစ်လာတယ်ပြီးတော့စိုးရင်ပူပန်မှုတွေအများအန်းဖြစ်နေတယ်ပြီးတော့ကိုယ့်ရဲ့ဒီ loss and grief ပေါ့ကိုယ့်ရဲ့ဆုံးရှုံးမှုကိုကိုဘလို့ကြော်လွှမ်းရမှန်းမသိဘူးအဲ့တော့တခါတည်းကနူကလူတိုင်းမှာဖြစ်တတ် တယ်အဲကုဒါအောင်လုံးချင်တယ်ဘလို့လုံးရမှန်းမသိဘူးဒီ loss and grief ဆုံးရှုံးမှုဆိုတာနော်ကပြောအမြဲတမ်းပြောနေကြပါနော်က client တွေလည်းပြောနေကြပါตั้วผู้ดาว process လို့ဖို့မလွယ်ကူပါဘူးဒီအကြောင်းအရာကို counseling လုပ်တဲ့အခါမှာတော့ပြန်ပြောဖို့မလွယ်ကူဘာကြောင့်လဲဆိုတော့ဒီဆုံးရှုံးမှုနဲ့ပတ်သက်ပြီးကိုယ့်အတွက်ရလိုက်တဲ့ဒဏ်ရာကတော်တော်ကြီးကိုကြီးမာတယ်အဲ့တော့누구ရို့အခုလက်ရှိမှာဖြစ်နေတဲ့အရာတွေကဟိုပြောရမယ်ဆိုရင်တစ်ခုနှစ်ခုနဲ့ဟိုအများကြီးအများကြီးရှိတဲ့အတွက် ဒီလိုမျိုး loss and grief နဲ့ပတ်သက်ပြီးကိုတွားချင်တယ်ဒါပေမဲ့ဘယ်လိုတွားရမှန်းမသိဘူးဒီ trauma တွေစိတ်ဓာတ်ရရင်လည်းပတ်သက်ပြီးတော့ကိုဟီးနင်းလုပ်ချင်ပါတယ်ဘယ်လိုလုပ်ချင်မှန်းမသိဘူးဆိုရဲခါမျိုးမှာဖြစ်ခဲ့ရဆိုလို့ရှင်တယောက်တည်းတွားတာထက်စားလို့ရှင် counselor တွေ therapist တွေဒါတွေနဲ့ပေါ့နော်ဟိုဟိုဘယ်လိုပြောရမလဲ နှစ်သိမ့်ဆွေးနွေးမှုခံယူပြီးတော့တည်တည်ချာချာလေးကို process လုပ်မယ်ဆိုလို့ရှိရင်အားလုံးပဲဒီ mental or physical wellbeing ကိုရမှာဖြစ်တယ်ပေါ့เนาะအဲ့တော့ဒီဟာလေးနဲ့ပတ်သက်ပြီးတော့ဥမာအဲဒီ training မဟုတ်ဘူးတခြားပေါ့เนาะဒီနှစ်သိမ့်ဆွေးနွေးမှုပိုင်းဆိုင်ရာမှာလည်းခံယူခြင်းနေဆိုလို့ရှိရင်누구ရဲ့ positive side hacks page လေးကိုပဲဖြစ်ဖြစ်ဒါမှမဟုတ်누구ရဲ့ YouTube channel လေးရဲ့ comment အောက်မှာပဲဖြစ်ဖြစ်누구အချိန်မြင့်မေးလို့ရပါတယ်누구အနေနဲ့လည်းခုနပြောခဲ့သလိုပဲအခုလက်ရှိအချိန်နေမှာ client တွေကိုဆက်ပြီးတော့ counseling ပေးနေတာဖြစ်တဲ့အတွက်လိုအပ်တယ်ဆိုရင်누구အချိန် င်၍ဆက်သွယ်လို့ရတယ်ဆိုတဲ့ဟာလေးကိုလည်းကျွန်တော်ဒီနေရာလေးမှာထပ်ထည့်ပြီးတော့ပြောချင်ပါတယ် နူရာခုလုတ်ပေးရဲ့ဇနန်းလေးရာလဲအားလုံးတက်ရောက်နိုင်အောင်ပေါ့နော်နူရာအခမဲ့လုတ်ပေးတာဖြစ်ပါတယ်ပြီးတော့ဘာလို့လဲဆိုတော့နူရာတို့နိုင်ငံအတွက်နူရာတို့ဒီ community အတွက်နူရာတို့လူတွေအတွက်ပေါ့နော်ဟိုဒီစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အကူအညီအထောက်ပံ့တွေကအများကြီးလိုအပ်နေမယ်လို့ထင်တယ်ဘာလို့လဲဆိုတော့အခုလက်ရှိမြန်မာပြည်မှာလည်းကယ်ဆယ်ရေးလုပ်ငန်းတွေပြီးတော့ဒီလိုမျိုးအလှူဒန်းတွေလှူတာတွေပေါ့နော်ဒါမျိုးတွေအများကြီးလုပ်နေကြတဲ့အခါမှာနူရာခုနပြောရုပ်ပိုင်းဆိုင်ရာမှာလုပ်တယ်လို့မျိုးပဲနူရာဒီစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အထောက်ပံ့အကူအညီလေးကိုနူရာတတ်နိုင်သလောက်နူရာတိ ိထားမှတ်ထားတဲ့ဒီဘဟုတ္တလေးနဲ့နှွားဒီ training လေးကိုနှွားတကယ်လေ့လာခဲ့ရတဲ့ဟာလေးကိုဒီတန်တန်လေးမှာမျှဝေပေးမှာဖြစ်ပါတယ်ပေါ့เนาะဆိုတော့ okay အဲ့တော့အားလုံးလည်းနှွားဗီဒီယိုလေးလည်းအရင်ရှည်သွားဖြစ်မှာဆိုလို့ပါအဲ့တော့အဲနှွားရဲ့အခုလက်ရှိပေါ့เนาะဒီတရက်နှစ်အတွင်းမှာဒီ loss and grief နဲ့ပတ်သက်တဲ့အဲဒီအချက်လက်လေးတွေဗီဒီယိုလေးတွေပြီးတော့အခုလက်ရှိအချိန်တွေမှာစိတ်ကိုဘယ်လိုမျိုးကင်တွယ်ရမလဲကိုယ့်ရဲ့ခံစားချက်တွေကိုဘယ်လို control လုပ်ရမလဲဘယ်လိုကိုယ့်ရဲ့စိတ်ကိုပြန်ပြီးတော့ calm ဖြစ်အောင်ပြီးတော့နှွားပြောချင်တာဒီခုချိန်မှာအရင်စိတ်ရ ီကရောက်ရက်ခတ်ပြီးတော့ရှုပ်ထွေးသွားတယ်အဲ့အချိန်မှာဘယ်လိုမျိုးနူကခမ်းမင်းဘယ်လိုပြန်လုံးရမလဲဘယ်လိုတည်နေအောင်လုံးရမလဲဆိုတဲ့ဗီဒီယိုလေးတွေကိုလည်းနူရရဲ့ positive side youtube channel လေးမှာတင်ပေးထားမှာဖြစ်ပါတယ်အဲ့တော့အားလုံးပဲဒီဗီဒီယိုလေးကိုကြည့်ရင်းနဲ့အဲတခုခုပေါ့နော်ဟိုရသွားလိမ့်မယ်အခုလက်ရှိကြုံတွေ့နေရတဲ့အခြေအနေမှာကိုတယောက်တည်းမဟုတ်ဘူးအကုန်လုံးအတူတူတသားတည်းရှိနေပါတယ်ဆိုတော့ခံစားချက်လေးတွေကိုလည်းရသွားလိမ့်မယ်လို့နူကထင်ပါတယ်အဲ့တော့နူအားတို့ရဲ့အဲနောက်ထပ်ဒီစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့မျှဝေတဲ့ဒီဘဟုသုတဗီဒီယိုလေးမှာအား ားလုံးနဲ့ပဲပြန်ပြီးတော့တွေ့ကြပါတယ်အားလုံးပဲကျေးဇူးများရည်တင်ပါတယ်အားလုံးပဲ see you ပါ